ကဲမိတ်ဆွေများလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေကိုဝေမျှပေးခြင်းနဲ့လက်ဆောင်ပေးခြင်းနဲ့အကြောင်းအရာကတော့ရေဒရာလေးတစ်ခုရှိပါတယ်အဲ့ဒီရေဒရာကတော့အလုံးနဲ့ပတ်သက်တဲ့ရေဒရာပါနော်အဲ့တော့ပြောရရင်တော့အလုံးအမြန်ရသေးတဲ့ရေဒရာဖြစ်ပါတယ်အဲဒီနေ့ခေတ်ကာလကြီးမှာအလုံးကန်ခွင့်ခွင့်လန်းနေရအင်မတန်မှရှားပါနေတဲ့ကာလဖြစ်တယ်နောက်တစ်ခုကသဘာဝဘေးအန္တရာယ်တွေကလည်းထူပြောနေတဲ့အချိန်ကာလဖြစ်တယ်ရေဘေးအန္တရာယ်တွေရှိတယ်စသဖြင့်ပါနော် တဘာဝဘေးရန်နေရာတွေကလည်းများနေတယ်အဲ့လိုကာလတွေမှာအလောက်ကန်ခွေခွင်လန်းဆိုတာအိမ်ဗရမရှားပါတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ဘလိုပဲရှားပါရှားပါပါတော့ကျွန်တော်ရဲ့ Viber ကနေပြီးတော့ဆရာကြီးအလုံးရကျင်တယ်အလုံးလျှောက်ထားတာရကျင်တယ်အလုံးအမြန်ရကျင်တယ်အလုံး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 နဲ့နေတဲ့နေအမြပေါ့နော်အကူကြီးတောင်းတဲ့စာတွေရောက်လာကြတာပေါ့အဲ့တော့ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်အလောက်ကို အမြန်ရသေးတဲ့ရေရာလေးကို အားလုံးကိုမြတ်တာလဲဆောင်ပေးကြတာဖြစ်ပါတယ်ခက်တော့ခက်ခဲတာပေါ့နော်ခက်ကာလာအခြေအနေရာအလောက်ကန်ခွင့်ရခွင့်လန်းနေရှားပါတယ်နေပါတယ်ခက်ခဲတယ်အဲ့တော့ခက်ခဲပေမဲ့လည်းဟောအဲ့ဒီနီလေးလုံးမယ်ဆိုရင်အလောက်ကန်ခွင့်ရခွင့်လန်းနေပြန်ပေါ်လာတတ်တာပေါ့နော်ရလာတတ်တာပေါ့အဲ့တော့ဒါကပြည်တွင်းမှာလည်းပဲလှုပ်လို့ရတယ်ပြည်ပမှာလည်းလှုပ်လို့ရတဲ့ရည်ရည်အဖြစ်ပါလေတချို့ရည်ရည်တွေကြတော့ပြည်တွင်းမှာလှုပ်ဖို့ခက်ခဲတယ်ပေါ့ ဟာပြည်ထဲမှာလို့ပေါ့ပြည်ပမှာလို့ပေါ့ခက်ခဲတယ်။ဟိုမှာတရားရဲ့မွေးနံတော့မှာဘာလူပါတို့အောင်ဝိုးထိုးပါတို့အဲလိုမျိုးရတရားတွေကြတော့ကျွန်တော်ပြည်ပမှာနေတဲ့မိတ်ဆွေတွေကလိုက်လို့ပေါ့ခဲရင်တာပေါ့နော်။အခုကျွန်တော်ပြောပြမယ့်ရတရားကကြတော့ပြည်ထဲမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူပြုလုပ်လို့ရဖို့ကြားတဲ့ရတရားလေးဖြစ်ပါတယ်။ဟိုရင်တော့ Facebook တွေဘာတွေမှာဆိုရင်လည်းကျွန်တော်တင်ပေးနေကြ တင်ပေးဘူးပါလေနော်ဒီတစ်တော့တွေပါဒီမှာလည်းတင်ပေးဘူးပါလေအဲ့ဒါလိုအပ်တာဖျောင်းနိုင်ပဲလိုတာပါဖျောင်းနိုင်ရဲ့အရွယ်စားတော့ကျွန်တော်လက်မလောက်ဆိုရင်ရပါပြီနော်ဖျောင်းနိုင်ဒီလက်မလုံးလောက်ဆိုရင်ရပါတယ်ဘာကြောင့်လဲဆိုတော့ဖျောင်းနိုင်ပုံမှာကျွန်တော်တို့ဂါရာတစ်ပုတ်ရေးပါမယ်ရေးရမယ့်ဂါရာကိုလည်းကျွန်တော်ဒီမှာအဲရွတ်ပြပါမယ်နော်ရွတ်ပြမယ်အဲ့ဒီဂါရာလေးကိုလည်းစကွင်းရှော့ရိုက်ထားပါရိုက်ထားပြီးတော့အဲ့ဒီဂါရာအတိုင်းအာဖျောင်းနိုင်ပုံမှာမှင်ကုန်နေတဲ့ဘောပင်တွေပါနေ ရေးလို့ရပါတယ်ဖျောင်းနိုင်ပုံမှာစာရေးတဲ့အခါကျတော့ဟောမထင်ပါဘူးเนาะမထင်ပါဘူးဒါပေမဲ့အသေးစားကြည့်မှဆိုရင်မြင်ရပါတယ်သေချာကြည့်မှဆိုရင်မြင်ရတယ်သူအဲဖျောင်းနိုင်ဘဏ္ဍာတိုင်းရေးရမလဲဆိုတော့ဖျောင်းနိုင် ကိုယ့်ရဲ့အသက်စိတ်ရေးရပါမယ်ကိုကအသက်20ဆိုရင်ဖျောင်းနိုင် အတိုင်း20လောက်ရမယ်ရေးရမယ်ကိုကအသက်30ဆိုရင် အတိုင်း30ရေးရမယ်ပေါ့နော်ကိုကအသက်အစိတ်ဆိုရင်အတိုင်းစိတ်ရေးရမယ် ရဲပြီးသွားလို့ရှိရင်အောက်ကကျွဲပကံများလေးခံပြီးတော့အာတနေ့ကိုတတိုင်းထွန်းပြီးတော့အလုံးအမြန်ရဖို့ဆူတောင်းပါပေါ့နော်အဲ့တော့ကို့မှာဖះအောင်ဆောင်ကြည့်တဲ့လူဖះစင်ကြည့်တဲ့လူတွေဆိုရင်ဖះစင်ပေါ်မှာတင်တွန်းလို့ရတယ်ဖះစင်မရှိဘူးဆိုရင်လည်းမြင့်မြတ်တဲ့နေရာလေးတစ်နေရာမှာတန်ရှင်းစင်ကြတဲ့နေရာလေးတစ်နေရာမှာထွန်းလို့ရဖះအောင်နိုင်တွန်းပြီးသွားလို့ရှိရင်အဲ့ဒီဂါရာလေးကိုပဲကိုကအသက်စိတ်ယူရမယ်အဲ့တော့အသက်စိတ် ရှိတဲ့လူဟာဖျောင်းနိုင်အတိုင်းစိတ်လို့ရမယ်။တနေ့တစ်တိုင်းထွန်းပြီးတော့ဂါရာကိုလည်းထွန်းတဲ့အချိန်မှာအသက်အစေရွတ်အတိုင်းအခောက်ရီ25ကောင်ရွတ်ပြီးတော့အလုံးအမြန်ရဖို့စူတောင်းပါ။တချို့လျှောက်ထားတဲ့အလုပ်တွေပါလေရှိတဲ့ဆိုရင်လည်းအဲလျှောက်ထားတဲ့အလုပ်ရဖို့စူတောင်းပါပေါ့နော်။ဒါကတော့ကျွန်တော်တို့ဖျောင်းနိုင် မကုန်ခင်မှာပဲကိုလျှောက်ထားတဲ့အလုပ်အမြန်ရစေတဲ့ရရယာနီးဖြစ်ပါတယ်နော်။လောလောကူကူလည်းပြုလို့ရတယ်။ လူတိုင်းလည်းပြုလုပ်လို့ရတယ်။ယရရာနီလေးဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အလုံအမြန်ရသေးတဲ့ယရရာလေးကိုကျွန်တော်ကပြန်လည်ပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်။အဲ့တော့ဒီမှာရေးရမယ့်ကာလကကျွန်တော်ရွတ်ပြပါမယ်နော်။အုံတာဘုံနဂဗ္ဗိမာတာတိကတ္တဝါဟိတဝါဗလံဝိဒ္ဓာရိတံပုဒ္ဒံသုခေနာသ ဩံတာဘုံနာဂဗိမာတာတိကတ္တဝါဟိတဝါပလံဝိဒါရိတံပုတ်တံသုခေနာသအဲ့ဒီကာလလေးကိုရေးရမယ်။ကျောင်းထဲမှာရေးရမယ်။ထုံးတဲ့ဒီကိုင်းလေးအဲ့ဒီကာလလေးကိုအသက်စီရွရမယ်။ကိုလျှောက်ထားသောအလုံးကိုကြည်ဝဲထားတဲ့အလုံးအမြန်ရပါစေ။ရွရထားတဲ့အလုံးမရှိဘူးဆိုရင်လည်းပဲကိုနဲ့ထိုက်တဲ့အလုံးတစ်ခုအမြန်ရပါသည်လို့လေးလေးနက်နက်ဆူတောင်းရမယ်။ကိုလှုပ်ထားတဲ့ဖျောင်းနိုင်မကုံငင်မှာပဲကိုနဲ့ ထိုက်တင်တဲ့အလုပ်တစ်ခုအမြန်ရကြည့်တင်မှာဖြစ်ပါတယ်။ကြည်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးလည်းကိုယ်ချမ်းသာခြင်း၊စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။လူရဆန္ဒအလုံးတော်ရဲရရှိနိုင်ကြပါစေ။ကြံတဲ့အောင်လို့တောင်းတမ်းကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးလှိုက်လိုက်လည်းလည်းပို့သပေးလိုက်ရပါတယ်နော်။နောက်သဘာဝဘေးအန္တရာယ်တွေကိုလည်းပဲနော်ကြော်လွှမ်းနိုင်ကြပါစေလို့ထပ်ပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။